ဒီနေ့မှမှပူပူနွေးနွေးရရှိထားတဲ့သတင်းတစ်ခုကို တင်ပြပေးပါမယ်။ဒါကတော့ယူကရိန်းကရုရှား SU-35 တိုက်လေယာဉ်တစ်စီးကိုကတ်စနယ်မီပေါ်မှာပစ်ချလိုက်ပြီဆိုတဲ့သတင်းပါပဲ။ယူကရိန်းရဲ့အနောက်နိုင်ငံတွေကလေ့ကျင့်ပေးထားတဲ့လေယာဉ်မှုတွေနဲ့ F-16 လေယာဉ်ဟာ ဝေးရင်မှာစီးရီအခြေအနေတွေကိုစတင်ပြောင်းလဲနေပြီဆိုတာပြသနေတာပဲဖြစ်ပါတယ်။ရိုက်တာသတင်းဌာနကပထမဆုံးဖော်ပြခဲ့တာကယူကရိန်းကစွန်လ9ရက်နေ့မှာရုရှား SU-35 ဂျယ်လီယင်တစ်စီးကိုကတ်စနယ်မြေပေါ်မှာပစ်ချနိုင်ခဲ့တယ်လို့အတည်ပြုခဲ့တာပါ။သူတို့ Telegram မှာတင်ခဲ့တဲ့ကြေညာချက်ကတူတူလေးပါပဲ။ဒီမနက်စွန်လ9ရက်2025မှာကတ်စပတ်ချမ်းမှာလေတရက်အောင်မြင်တဲ့စစ်စင်ရေးကြောင့်ရုရှား SU-35 ဂျယ်လီယင်တစ်စီးကို ပြစ်ချလိုက်ပါတယ်ဆိုတာပါပဲဒါပေမဲ့ဒီသတင်းနဲ့အတူ15စက္ကန့်ကြာဗီဒီယိုတစ်ခုကို Telegram မှာတင်ခဲ့ပါတယ်အဲ့ဒီဗီဒီယိုထဲမှာ မီးလောင်နေတဲ့ SU-35 လေယာဉ်ပြတ်ကိုယူကရိန်းထောက်လှမ်းရေး drone ကနေရိုက်ကူးထားတာတွေ့ရပါတယ်။နောက်ပိုင်းမှာတော့အသေးစိတ်အချက်အလက်တွေပုံမထွက်ပေါ်လာပါတယ်။ KSPO နဲ့ Aviation Line တို့ရဲ့သတင်းတွေအရဒါဟာမြေပြင်မှာရပ်ထားတဲ့လေယာဉ်ကို drone နဲ့တိုက်ခိုက်တာမဟုတ်ပါဘူး။ ဝေဟင်မှာစီဇန်ထိုးရင်အတိအကျနဲ့ကိုတိုက်ရိုက်ပစ်ချခဲ့တာဖြစ်ပါတယ်။ယူကရိန်းရဲ့ F16 လေယာဉ်တစ်စီးဟာရုရှားပိုင်နက်ထဲကိုလက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ပြီး ဝေဟင်မှာရှိတဲ့ SU35 ကိုဖျက်ချခဲ့တာပါပဲ။ဒါကအရေးပါတဲ့အချက်ပါ။ဘာလို့လဲဆိုတော့ SU35 ဟာယူကရိန်းမှာရှိတဲ့လေယာဉ်တွေအားလုံးထက်သာလွန်တယ်လို့ယူဆထားကြတာမို့လို့ပါပဲ။အခုတော့အခြေအနေတွေကပြောင်းသွားပါပြီ။ The key post ကတော့ Netherlands ဘေးထားတဲ့ F16 ကိုသုံးပြီး AIM 120 RM ဒုံးကြီးနဲ့ SU-35 ကိုပစ်ချခဲ့ရပါဒါအပြင်ယူကရိန်းကဆွီဒင်လို့ South 340 Airbrow နဲ့ AEWNC လေယာဉ်ကိုအသုံးပြုပြီးတော့သူတို့ရဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းတွေကိုပြသခဲ့တာဖြစ်နိုင်တယ်လို့လည်းခံမှန်းခဲ့ကြပါတယ် Aviation Line ရဲ့ဖော်ပြချက်အရယူကရိန်းလေတပ်က SU35 ကို F16 နဲ့ပြစ်ချခဲ့တယ်လို့တိုင်းရိုင်မပြောပေမဲ့တစုံတစသွဲဝိုက်ပြီးတော့ပြောခဲ့ပါတယ်။ ရုရှားဘက်ကတော့ SU-35 ပျက်စီးသွားတာကိုအတည်ပြုပေးမယ်။အသေးစိတ်အချက်အလက်တွေအများကြီးမပြောပါဘူး။ဒါပေမဲ့လေရင်မှုကတော့လေရင်ပေါ်ကနေဘေးကင်းစွာခုန်ထွက်နိုင်ခဲ့ပြီးနောက်ပိုင်းမှာကေဇေးအဖွဲ့တွေကပြန်ကယ်တင်နိုင်ခဲ့တယ်လို့ရုရှားဘက်ကပြောပါတယ်။ယူကရိန်းဘက်ကတော့ SU-35 ကိုဖျက်ချခဲ့တယ်ဆိုတာကိုပဲအတည်ပြုပြီးဘလို့ဖျက်ချခဲ့တယ်ဆိုတာကိုတော့လျှို့ဝှက်ထားတာတွေ့ရပါတယ်။ Clash Report ဆိုတဲ့ Ace Twitter account ကတော့ဇွန်လ10ရက်နေ့မှာ SU35 ပြစ်ချခံရတာကိုအတည်ပြုခဲ့ပြီးရုရှားကေဇေးရေးအဖွဲ့ကရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တစ်ခုကိုတင်ခဲ့ပါတယ်။ရဟယင်ဘော်ကရိုက်ထားတဲ့ဗီဒီယိုထဲမှာရုရှားတိုက်လေယာဉ်ပြည့်ရဲ့မီးခိုးတွေထွက်နေတဲ့အပိုင်းအစတွေကို မြင်တွေ့ရပြီးရဟယင်အဖွဲ့သားတွေက လေယာဉ်မှုကိုရှာဖွေနေတာကိုပြသနေတာဖြစ်ပါတယ်။ဒီဖြစ်ပျက်ဟာယူကရိန်းကရုရှား SU-35 ကိုလေကြောင်းတိုက်ပွဲမှာပထမဆုံးအကြိမ်ပစ်ချနိုင်ခဲ့တာဖြစ်ပြီးယူကရိန်းဘလို့လုံခဲ့လဲဆိုတဲ့ကိစ္စကိုလူအများအစိတ်ဝင်တစားပြောဆိုနေကြပါတယ်။ ဒီအောင်မြင်မှုကိုဘယ်လိုလုံးဆောင်နိုင်ခဲ့တယ်လဲဆိုတော့ AIM 120 RM ဒုံးကြီးနဲ့ဆွေဒင်လို့အထူးလေချောင်းထောင်လိုင်းကရိယာတွေကိုပေါင်းဆက်အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်ရပါတယ်။ဒါရီကရှူဂရင်းရဲ့ F16 တွေကိုအရင်ကမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့အစွမ်းရည်တွေပေးစွမ်းနိုင်ခဲ့တာပါပဲ။ပထမဆုံးဒုံးကြီးအကြောင်းပြောကြရအောင်။ American Leader website အရာ AIM 120RM ကအလန်စာအကွာအဝေးထိပြည့်ခတ်နိုင်ပြီး AL ဒုံးကျည်ဖြစ်ပါတယ်။ ရာသီဥတုမရွေအသုံးပြုနိုင်ပြီးလေယာဉ်မှုတွေနေနဲ့ပြင်းမှတ်ကိုသူ့ရဲ့မြန်နိုင်စွမ်းထက်ကျော်လွန်ပြစ်ခတ်နိုင်ပါတယ် F16 နဲ့သုံးလို့ရသလို F15 F22 FNA18 CF F35 စရိတ်လေယာဉ်တွေမှာလည်းသုံးနိုင်ပါတယ်။ American ကတော့ဒီဒုံးကြီးကိုသူတို့ရဲ့အကြီးကလေကြောင်းစနစ်တွေအားလုံးမှာအသုံးပြုဖို့ယုံကြည်မှုအဖြစ်ရှိနေပါတယ်။ဒီဒုံးကြီးက143.6လမရှိပြီး9လမအချင်းရှိကအတောင်ပိုင်းအကျယ်က20.8လမရှိပါတယ်။ American Leader ရဲ့ပြောကြားချက်အရ AIM 120က -80 ကျော်အကွာဝေးကိုအတန်ထက်မြန်တဲ့အရှိန်နဲ့သွားနိုင်ပါတယ်။ရေဒါနဲ့လမ်းကြောင်းမှန်ပြစနစ်ပေါင်းဆက်ပြီးပြင်းမစီဥတီသွားပြီးပြင်းမကိုထိတဲ့အခါဖောက်ခွဲအောင်ပြင်းပြင်းနဲ့ဖြက်စီးပြစ်ပါတယ်။ပြီးတော့ဈေးနှုန်းကလည်းတက်တာပါတယ်။ AIM 120တလုံးရဲ့ဈေးက3,800ဒေါ်လာပဲရှိပါတယ်။ Popular Mechanic Magazine ရဲ့ဖော်ပြချက်အရ SU35 တစ်စီးတိစောက်ဖို့85သန်းဒေါ်လာအထိကုန်ကျနိုင်တာနဲ့နိုင်ရှင်ရင်ရုရှားရဲ့အဖိုးတန်ဆုံးစစ်ဖက်ပစ္စည်းတွေတရာတစ်ခုကိုယူကရိန်းကဈေးနှုန်းသက်သာတဲ့ဒုံးကြီးနဲ့ပြစ်ချနိုင်ခဲ့တာကကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုရဲ့အကျိုးအမြတ်ပါပဲ။ ဒါပေမဲ့ယူကရိန်းကဒီတိုက်ခိုက်မှုကို F16 တစ်စီးတည်းနဲ့လုပ်ခဲ့တာမဟုတ်ပါဘူး။ Aviation Line နဲ့ The Key Force တို့ရဲ့ပေါ်ပြချက်တွေအရ F16 နဲ့အတူ Sweden လို့ AXC 890ထောင်လန်းကြီးရေလဲပါဝင်တာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့အစပိုင်းမှာပြောခဲ့တဲ့ AEWNC အမျိုးအစားလေယာဉ်ပါပဲ။ဒီလေယာဉ်ကိုအသုံးပြုနိုင်တာက ပူတင်ကိုအကြောက်ဆုံးဖြစ်စေမှာပါဘာလို့လဲဆိုတော့ AXC 890ရဲ့အကူအညီနဲ့ Ukraine F16 တွေကအရင်ကမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့စွမ်းရည်တွေကိုလှုပ်ဆောင်နိုင်ခဲ့တာပါဘာလို့လဲဆိုတော့ AXC 890ရဲ့လှုပ်ဆောင်ပုံကြောင့်ပါပဲဆွေဒင်ကဒီထောင်လင်းယာဉ်နှစ်စီးကို Ukraine ကိုစတင်လွှဲပြောင်းပေးခဲ့တော့က RBC Ukraine ကအဲ့ဒီလေယာဉ်ကို စစ်ပွဲမှာဘာတွေကူညီပေးနိုင်လဲဆိုတာအသေးစိတ်ဖော်ပြခဲ့ပါတယ်။လေယာဉ်နှစ်စင်းဖြစ်တဲ့ AXC 890လို့ခေါ်တဲ့ S100B RGFs နဲ့ SAF 340 AEWNC ကဒေါ်လာ1.3ဘီလီယံတန်ဖိုးရှိတဲ့အကူအညီအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ဒီအစီအစဉ်မှာတင်ကားတွေ၊ KYN တွေ၊ RB99 လမ်းညွန်ဒုံးကြီးတွေ၊ AIM120 RM ရဲ့လိုင်စင်ရ version တွေနဲ့ PVB 302တန်ကြက်ကရင်239စီးကိုလည်းပါဝင်ပါတယ်။2024ခုနှစ်တုန်းကဆွေရင်ကအပြေးဝကူညီခဲ့တဲ့ပုံပါပဲ။ ဒါပေမဲ့ ASC 890ကပဲသတင်းတွေရဲ့ခေါင်းစည်းပိုင်းမှာပါဝင်ခဲ့ပါတယ်။ဒါကြောင့်ဆွီဒင်ကာဝေးဝင်ကြီး Parion San က ဒီလေရင်ကယူကရိန်းကိုဘာတွေဆောင်ကျင်းလာခဲ့လဲဆိုတာကိုမိမောင်းထိုးပြဖို့လိုအပ်လာခဲ့တာဖြစ်ပါတယ်။ ASC 890ကယူကရိန်းကိုလေထုထဲမှာရောတလဲပြင်းမှာပါပြစ်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့စွမ်းရည်အသစ်ကိုပေးပါလိမ့်မယ်လို့ဂျွန်ဆန်က RBC ယူကရိန်းကိုပြောခဲ့ပါတယ်။ယူကရိန်းရဲ့ဝေးလံတဲ့ပြစ်မှတ်တွေကိုခွဲခြားသတ်မှတ်နိုင်တဲ့စွမ်းရည်တွေပုံမအားကောင်းလာပါလိမ့်မယ်။ F16 နဲ့ပေါင်းဆက်ပေးလိုက်ရင် သူတို့ရဲ့အင်အားတုံးမြစ်ပေးတဲ့အရာတစ်ခုဖြစ်လာပါလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ယူကရိန်းကဆိုလာခုနှစ်ရက်နေမှာ ANC 890ကိုဒီအတိုင်းပဲအသုံးပြုခဲ့ပုံပါပဲဒီလရင်မှာအပေါ်ပိုင်းမှာရေဒါအရှိန်တက်ဆင်ထားပြီး RBC ယူကရိန်းရဲ့ပြောကြားချက်အရ Table Prog Engine လုံးပါရှိလို့အမြင့်ဆုံးမြန်တုံးတနာယီမိုင်329မိုင်လောက်ရှိပါတယ်။တိုင်လင်ရင်နေနဲ့နှိုင်းရှင်ရင်နှေးပေမဲ့ AXC 890ရဲ့ရည်ရွယ်ချက်ကမြန်တုံးမဟုတ်ပါဘူး။သူကပေ2500အမြင့်ထိပြန်တန်းနိုင်ပြီးတော့လေထဲမှာ9နာရီလောက်နေနိုင်ပါတယ်။ဟုတ်ပါတယ်။ဒါကြောင့်ယူကရိန်းနေနဲ့ရုရှားတိုက်လေရင်နေမမြင်နိုင်တဲ့အကွာအဝေးမှာနေပြီးတော့တိုက်ပွဲနယ်မြေကိုအချိန်အကြာကြီးစကန်ဖတ်နိုင်တဲ့လေရင်ကိုကောင်းကောင်းအသုံးပြုတော့မှာပါ။ ဒါပေမဲ့အထူးခြားဆုံးအချက်ကတော့ radar ပါပဲ active electrically second area AESA နည်းပညာကိုအသုံးပြုထားတဲ့ဒီ radar ကပတ်ဝန်းကျင်ခြေနေပေါ်မှာမူတည်ပြီးတော့သူ့ရဲ့စွမ်းအင်ကိုလိုသလိုချိန်ညှိနိုင်တယ်လို့ ABC Ukraine ကဖော်ပြပါတယ်ယူကရိန်းရဲ့လေကြောင်းတိုက်ခိုက်မှုနည်းလမ်းအသစ် SU-35 ကိုဘယ်လိုပြစ်ချခဲ့လဲလဲ ယူကရိန်းကရုရှား SU-35 တိုင်းလေယာဉ်ကိုဘလိုနီလနဲ့နဲ့ပြစ်ချခဲ့တယ်ဆိုတဲ့ theory တွေဖြစ်နိုင်ခြေရှိတဲ့နီလနဲ့အကြောင်းရှင်းပြပေးပါမယ်။ RBC Ukraine ရဲ့ဖော်ပြချက်အရ AXC 890ကစတိုယန်မိုင်တသိန်း9300လောက်ထိစောင့်ကြည့်ထောင်လန်းနိုင်စွမ်းရှိပါတယ်။ Downline scan ဖတ်နိုင်တဲ့အကွာအဝေးကလည်းပေ9900ကျော်ရှိပါတယ်။ဒါကြောင့် Russia လေရင်ဘယ်ရောက်နေနေ AXC 890ကရှာတွေ့နိုင်ပါတယ်။ AXC 890စုဆောင်းထားတဲ့အချက်လက်တွေအားလုံးကိုလည်း သူနဲ့အတူပါလာတဲ့တိုက်လေရင်တွေဥပမာယူကရိန်းရဲ့ F16 ကိုအချိန်နဲ့တပြေးညီပေးပို့နိုင်ပါတယ်။ ဒီမှာကျွန်တော်တို့တွေ့ရတာကယူကရိန်းဟာရုရှားလေယာဉ်တွေကိုတိုက်ခတ်ရမှာကိုယ့်ရဲ့ချိတ်ဆက်ထားတဲ့အချင်းခက်ပုံစံမျိုးကိုသုံးနေတာဖြစ်နိုင်ပါတယ်။သူတို့က F16 တွေကိုရန်သူနယ်မြေထဲမျက်စိမိတ်ပြီးပို့လိုက်တာမျိုးပြစ်မှတ်တွေကိုကိုယ့်ဘာသာကိုရှာဖွေခိုင်းပြီးမှတုံ့ပြန်ခိုင်းတာမျိုးမဟုတ်ပါဘူး။ယူကရိန်းက SU-35 ဗမာရှိလိမ့်ဆိုတာကိုကြိုပြီးတော့သိထားပြီးသားပါ။ ASC 890ကအဲ့ဒီအချက်လက်တွေကိုရုရှားရဲ့ SU-35 ထောင်လန်းနိုင်တဲ့အကွာအဝေးပြင်ပမှာနေပြီးပေ ေးစွမ်းခဲ့တာပါပြည်မတ်ကိုရှာတွေ့တာနဲ့ယူကရိန်းကအဲဒီ utility ကိုအသုံးပြုပြီး F16 ကိုစေလုတ်ခဲ့က S235 ကိုပြစ်ချခဲ့တာဖြစ်ပါတယ်အနည်းဆုံးတော့ဒါဟာအဓိကဖြစ်နိုင်ခြေအရှိဆုံး theory ပါပဲယူကရိန်းက S235 ကိုဖျက်ဆီးခဲ့ရလို့ပြောရုံကလွဲလို့တခြားအသေးစိတ် utility တွေမထုတ်ပြန်ထားသေးတဲ့အတွက်တခြားနည်းလမ်းတွေသုံးခဲ့တာများလားလို့ခံမှန်းမှုတွေလည်းရှိနေပါတယ် Defense Abrams ကတော့ တချို့ theory တွေကို Defend Express ကထုတ်ဖော်ခဲ့ပါတယ်။သူတို့ရဲ့စွန်လ9ရက်နေ့အစီရင်ခံစာမှာတော့ Ukraine က Mirage တိုက်လေယာဉ်တွေဒါမှမဟုတ်မြေပြင်ဝေဟင်ဖြင့်ဂျုံကြီးစနစ်တစ်မျိုးမျိုးကိုအသုံးပြုပြီး SU-35 ကိုပစ်ချခဲ့တာဖြစ်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ Mirage တိုက်လေယာဉ်တွေကိုသုံးတာ ဖြစ်နိုင်စုံနေလည်းမဟုတ်ဘူးလို့ Defend Express ကဆိုပါတယ်။ဟုတ်ပါတယ်။ဒါက Michael ရေရှည်သုံးလေချောင်းလေချောင်းတုံးကြီးတက်စင်ထားတဲ့အစွမ်းထက်လေရင်တစည်းဖြစ်ပေမဲ့အဲ့ဒီတုံးကြီးရဲ့အကွာအဝေးကမိုင်38.3ကနေ49.8မိုင်အထိပဲကန့်သတ်ထားတာကြောင့် Mirage ကိုရွေးချယ်ဖို့မဖြစ်နိုင်ပါဘူး။အန်ဒီရဲ့များလွန်ပါတယ်။ Mirage က Russia SU-35 နဲ့အနီးကချင်းကဖို့လိုအပ်ပါပါ။တခြားသိရတဲ့အသေးစိတ်အချက်အလက်တွေကတော့ တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာနဲ့ပတ်သက်ပြီးတော့ပါပဲယူကရိန်းက SU-35 ကို Kars မြို့နယ်ထဲကယူရာဆိုဗိုမှာဖြစ်ချခဲ့ရလို့ဖော်ပြထားပါတယ်။ Aviation Line သတင်းဌာနရဲ့ပြောကြားချက်တွေကတော့ဒါဟာစစ်ပွဲအတွင်းဖြစ်ချခံရတဲ့အထမမြောက် SU-35 ဖြစ်ပါတယ်။ရုရှားအနေနဲ့ဒီပြဿနာကြောင့်တိတ်ကြီးကြီးမားမားထိခိုက်တာမဟုတ်ပါဘူး။ The Kiev Independent ရဲ့ပြောကြားချက်အရရုရှားမှာ SU-35 တရာလောက်ကျန်သေးရလို့ဆိုပါတယ်။ ူတင်တာလို့ချင်းရင်ဆုံးရှုံးသွားတဲ့ SU35 ကိုတခြားတစ်စီးနဲ့အစားထိုးနိုင်ပေမဲ့အဲဒီလိုလုပ်ရင်တခြားအစီအစဉ်အတွက်သုံးဖို့စီစဉ်ထားတဲ့တိုက်လေရင်တွေကိုပြန်လည်နေရာချထားတာမျိုးတွေဖြစ်သွားနိုင်ပါတယ်ဟုတ်ပါရဲ့ဒါပေမဲ့ Russia ဟာ SU-35 စုစုပေါင်းရဲ့7ဘုံ2ဘုံနှီးပါးကိုဆုံးရှုံးခဲ့ရပြီ ဖြစ်တယ်ဖြစ်ပါတယ်အစောပိုင်းမှာဖော်ပြခဲ့တဲ့ ဒေါ်လာ85သန်းတန်ဖိုးရှိတဲ့ဈေးနှုန်းအရပြီးခဲ့တဲ့3နှစ်ကျော်အတွင်း SU35 ဆုံးရှုံးမှုကြောင့်ပူတင်ကိုဒေါ်လာ 680တန်းလောက်ကုန်ကျစေခဲ့တာဖြစ်ပါတယ်။ဘူတန်ကဘယ်တော့မှမလိုချင်တဲ့အဆုံးရှုံးမှုတွေပါပဲ။အထူးသဖြင့်ရုရှားရဲ့အစင်းမြင့်ဆုံးလေကြောင်းစနစ်တွေဟာပြောထားသလောက်အစွမ်းထက်တာမဟုတ်ဘူးဆိုတာကိုဒါရီကဖော်ထုတ်လိုက်တာကြောင့်ပါပဲ။ခေတ်သစ်စစ်ပွဲမှာ SU-35 တစ်စီးဘလောက်ထိရောက်လဲဆိုတဲ့မေးခွန်းတွေအခုပေါ်ထွက်လာနေပါပြီ။တကယ်တော့အဲ့ဒီမေးခွန်းတွေကအသက်ဆန်းမဟုတ်ပါဘူး။2024ခုနှစ်ဧပြီလတုန်းက the national interest ကရုရှားမှာ SU-35 အိမ်မန်ဆိုစတင်နေပြီဆိုတဲ့ဆောင်းပါးတစ်ပုဒ်ကိုထုတ်ပြန်ခဲ့ပါတယ်။ပူတင်ရဲ့တရားမဝင်ကျူးကျော်မှုစတင်ကလေးကရုရှားဟာယူကရိန်းရဲ့လေပိုင်နက်မှာလွှမ်းမိုးမှုကိုထိန်းသိမ်းဖို့ရုံးကန်နေရတယ်လို့အဲဒီဆောင်ပါထောက်ပြခဲ့ပြီးအဓိကအကြောင်းရင်းတွေကတခုကတော့ SU-35 ကရုရှားထင်ထားတာတော့အစွမ်းထက်တာမဟုတ်လို့ပါပဲ The National Interest ရဲ့ပြောကြားချက်အရ ဒါဟာထိရောက်တဲ့လေရင်တစည်းဖြစ်တဲ့မှာတယ်ဟုတ်ပါတယ်လေရင်ရဲ့အရှိပိုင်းမှာအထောင်ပံငယ်လေးတွေတက်စင်တာနဲ့ SU35 ရဲ့အထောင်ပံရှေ့ဘက်အစွန်းကိုပြန်လည်ပုံစံချထားတာကသူ့ရဲ့ရှေ့ဘေးဖြစ်တဲ့ SU27 ထက်ပုံမမြန်မာတဲ့တိုက်ခိုက်မှုတွေကိုပိုကောင်းကောင်းကင်တွင်နိုင်စေတဲ့မှာတယ် SU35 မှာ10 grand cell g အထိကိုခံနိုင်ရှိတဲ့ပြန်တမ်းမှုမျက်နှာပြင်အသစ်ပါဝင်ပြီးတော့အမြင်အာရုံ ပြင်ပကပြင်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့ face a right radar လေးပါဝင်တာဖြစ်ပါတယ်။လေယာဉ်ရဲ့အမြန်နှုန်းအမြင့်ဆုံး march 2.25ရလေသူရဲ့ပုံမကောင်းမွန်တဲ့လှုပ်ရှားနိုင်စွမ်းနဲ့ပေါင်းစပ်လိုက်တဲ့အခါ AIM 120 Aran ကိုရှောင်ရှားဖို့လုံလောက်တင်ပါတယ်။ SU 35တစီကတော့2024ခုနှစ် match လာတော့ငါ Ukraine ကြောင့်မဟုတ်ပဲသူ့ဘာသာသူချုံရင်းမှုကြောင့်ပြတ်ကျခဲ့ပုံရတယ်လို့ The Guardian ကဆိုပါတယ်။ ဒီနေရာမှာအဓိကအချက်ကတော့ SU35 ကရုရှားလိုချင်တဲ့လောက်ယုံကြည်စိတ်ချတဲ့လေယာဉ်တစ်စီးဖြစ်မနေပါဘူး။တိုက်ခိုက်ရေးအတွက်ပဲဖြစ်ဖြစ်လေထဲမှာတည်တည်ငြိမ်ငြိမ်ရှိနေဖို့ပဲဖြစ်ဖြစ်ယုံကြည်စိတ်ချတဲ့လေယာဉ်မျိုးမဟုတ်ပါဘူး။ဒါကြောင့်လေရုရှားကပြိပခါရဲ့အခြေအများစုမှာ SU35 တွေကိုနောက်ွယ်မှာပဲအကန့်အသတ်နဲ့ဖြန့်ကျက်ထားတာဖြစ်နိုင်ပါတယ်။သူရဲ့ SU35 တွေနဲ့ယူကရိန်းကိုတိုက်ရိုက်ရင်ဆိုင်မယ်ဆိုရင်ပို့ပြီးတော့ဆုံးရှုံးရလိမ့်မယ်ဆိုတာပူတင်သိနေတာပါ။ခါစမာခုနက ဖြစ်ခဲ့တာက သူမှန်တယ်ဆိုတာကိုတည်တည်ပြလိုက်ပါပြီ SU35 က F16 နဲ့မရှင်နိုင်တဲ့လေယာဉ်တစီအဖြစ်ပေါ်ထုတ်ခံလိုက်ရပါပြီဒီမှာပူတင်ရင်ဆိုင်ရမယ့်နောက်ထပ်ပြဿနာတစ်ခုရှိပါသေးတယ်ယူကရိန်းကသူ့ရဲ့ F16 တွေကိုအသုံးပြုပုံမှာ ပို့ပြီးတော့ရဲတင်းလာနေပါတယ်ယူကရိန်းကပထမဆုံး F16 အတုပ်ကို2024ခုနှစ်ဩဂုတ်လမှာရရှိခဲ့တော့ကလူတတော်များကယူကရိန်းဟာသူတို့အနေနဲ့ဒီလေယာဉ်တွေကို လေကြောင်းကာကွယ်ရေးအတွက်ပဲသုံးလိမ့်မယ်လို့ထင်ကြ ပေးခဲ့ကြပါတယ်။ ဒီ Atlantic Council ကလည်းဩဂုတ်လမှာဒီအဆင့်မှာတိုက်ခိုက်ရေးအခမ်းအနားကမဖြစ်နိုင်ဘူးလို့ရေးသားခဲ့ပြီးတော့ Ukraine F16 တွေကိုအထူးအားဖြင့်နိုင်ငံရဲ့လေကြောင်းကာကွယ်ရေးကိုအားကောင်းစေဖို့အသုံးပြုလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒီအမြင်ကဩဂုတ်လ29ရက်နေ့မှာ Defense News က Ukraine F16 တွေကို KF အပါအဝင် Ukraine ဒေသအများအပြားကိုပိတ်မှတ်ထားတဲ့အုံကြီးနဲ့ drone တိုက်ခိုက်မှုအတွင်ဝင်ရောက်လာတဲ့ Russian ဒုံးကြီးတွေကိုကြားဖြတ်ဖျက်ဆီးရမှာအသုံးပြုခဲ့တာကြောင့်ဒီ င်မြင်ကပို့ပြီးတော့ခိုင်မာသွားခဲ့တယ်လို့ပြောနိုင်ပါတယ်။ပူတင်ကတော့အဲဒီလိုမျိုးအကန့်အသတ်နဲ့အသုံးပြုတာမျိုးကိုသဘောကျခဲ့မှာပါ။ F16 တွေက ယူကရိန်းနဲ့မြေထဲမှာပဲနေရင်သူကရှေ့လန်းနောက်ကနေဒုံးကြီးနဲ့ drone တိုက်ခိုက်မှုတွေကိုဆက်လက်လုပ်နိုင်မှာပါ။ app system တွေကတချို့တော့ပြစ်ချနိုင်မှာပါ။ဒါပေမဲ့သူတို့ကဒုံးကြီးအနေငယ်ပဲတည်ဆောင်နိုင်တာကြောင့်ကန့်သက်ချက်ရှိပါတယ်။ပြီးတော့ရုရှားကဒုံးကြီးနဲ့ drone အရေးအတွက်အများပြားနဲ့ပြစ်ချလိုက်ရင် app system တွေထဲကတချို့တောင်ပြစ်ချနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ cast မှာခုနမြင်ခဲ့ရတာကတော့ယူကရိန်းကသူ့ရဲ့ app system တွေနဲ့ပို့ပြီးတော့ရဲတဲ င်းနေတယ်ဆိုတာပြောပြနေတာပါပဲဒီလိုရိုင်းရင်မှုတွေထိုးလာနေတယ်ဆိုပေမဲ့အရေးအမွတ်တွေကိုမက်ရှလာရုံးကယူရိုမေဒန်ပရက်စ်ကယူကရိန်းဟာသူ့ရဲ့ F16 တွေကို ကာကွယ်ရေးတပ်သက်ကနေကာကွယ်ရေးနဲ့ထိုးစစ်ပေါင်းဆက်ပြီးပြောင်းလဲအသုံးပြုနေရလို့ဖော်ပြခဲ့တဲ့အခါမှာတွေ့ခဲ့ရပါတယ်ဟုတ်ပါတယ်ယူကရိန်းက F16 တွေထပ်မံရရှိခဲ့ပြီးဒါကြောင့်ပို့ပြီးတော့ NDA ရှိတဲ့စွန့်စားမှုတွေလုံနိုင်ခဲ့တယ်လို့အတည်ပြုခဲ့ပါတယ် ပြီးတော့ app system တွေစစ်စင်ရေးထွက်တဲ့ဓာတ်ပုံတွေမှာ AIM120 တွေပြင်ပလောင်စာစီတိုင်ကီတွေနဲ့လေချောင်းလေချောင်း site wider ဒုံးကြီးတွေတက်ဆင်ထားတာကိုတွေ့ရပါတယ်။ဒါရီအားလုံးက Ukraine ဟာသူ့ရဲ့ app system တွေကို Russia ပိုင်နယ်ထဲမှာရှိတဲ့ Putin ရဲ့တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့စတင်အသုံးပြုနေပြီဆိုတော့အရေးအမောကြီးပါပဲ။ ကျန်းလင်ရင်နေပိုများလာတာကဒုံးကျည်တိုက်ခိုက်မှုတွေကနေပိုပြီးတော့ကာကွယ်ပေးနိုင်မယ်ရုရှားစခန်းတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပုံမှုပြီးတော့အောင်မြင်စေမယ်လေကြောင်းတိုက်ပွဲမှာစံရီပုံမှုထိုးတက်လာစေမယ်လို့ပြောရမယ်ဆိုရင်တော့ယူရိုမီဒီယာကရေးသားခဲ့တာဖြစ်ပြီးတော့ယူကရိန်းကအနောက်တိုင်းမဟာမိတ်ဒီစီကနေကျန်းလင်ရင်နေထပ်မံရောက်ရှိလာတာကနိုင်ငံရဲ့လေကြောင်းစွမ်းအားကိုပုံမှုအားကောင်းစေမှာပဲလို့မှတ်ချက်ပြုခဲ့ပါတယ်ဒါရီကိုကြည့်မယ်ဆိုရင်ရုရှားစစ်တပ်ကြီးကဘယ်လောက်ထိထိုးနှက်ခံနေရပြီလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်သာပါတယ်။အစင်းမြင်တယ်လို့သတ်မှတ်ထားတဲ့ SU35 တိုင်းလျင်တစ်စီးကိုမြေပြင်ရမဟုတ်ပဲဝေဟင်တိုင်ပွဲမှာပြစ်ချခံရရတယ်ဆိုတာကရုရှားလီတက်အတွက် ကြီးမားတဲ့အနာကျင်မှုပါပဲ။တဟာဒီပညာပိုင်းတာလွန်နယ်လို့ယူဆထားတဲ့ရုရှားရဲ့ဂုံတိုက်ခါကိုပါထိခိုက်စေပါတယ်။ဒီဖြစ်ဖြစ်က ရုရှားရဲ့စစ်ရေးဗျူဟာကိုပါပြန်လည်သုံးသပ်ဖို့တွန်းအားပေးနေပါတယ်။ App system တွေကိုကာကွယ်ရေးအတွက်ပဲသုံးလိမ့်မယ်လို့ယူဆခဲ့ကြပေမဲ့အခုကတော့ယူကရိန်းကထိုးစစ်ဆင်တဲ့အခမ်းကဏ္ဍမှာပါအသုံးပြုလာတာကိုတွေ့ရပါတယ်။ဒါဟာရုရှားစစ်တပ်ကြီးရဲ့စစ်ရေးအရာအသာစီးရနိုင်မှုလေကြောင်းလွှမ်းမိုးမှုနဲ့နေပညာပိုင်းဆိုင်ရာခင်မိမှုတွေကပြောထားသလောက်အာမခံတော့ဆိုတာကို ပြသနေတဲ့ ပြက်သားတဲ့သတင်းစကားတစ်ခုပဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့အဆုံးထိကြပါတယ်။ Like and Share လေးနဲ့အားပေးသွားကြပါအောင်ရှင်။